ပါရှင် Astrogaran Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်စီစဉ်ရဲ2025ခုအောက်တိုဘာလ10ရက်ဗုဒ္ဓဟူးနေ့အတွက်ဆောင်းရရှောင်းရန်ဆောင်းရရမယ်နောက်ခတ်ချိန်ခါတွေကိုအစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရွှေအောင်နေမှနှိမ့်မိုင်အနုမှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025အောက်တိုဘာ10ရက်ဗုဒ္ဓဦးနေ့အတွက်ဗုဒ္ဓဦးသတ္တမိမြအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်ကျိုးနက္ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရန်နက္ခတ်အချိန်ခါကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ညနေ9:20မိနစ်မှညနေ9:40မိနစ်အချိန်တွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ drone ခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည9:36မိနစ်မှည9:56မိနစ်အချိန်တွင်းမှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တိုက်ကိစ္စတွေကောင်းမွန်နိုင်တဲ့စုံနှက်ခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ4:48မိနစ်မှညနေ9:08မိနစ်အချိန်တွင်းမှဆိုရင်တော့ဖေလုံငန်းမျိုးမဆူလောက်ကင်ပါကအောင်မြင်မှုရရှိနိုင်ပြီးကန်စတာထွက်ထက်ရောက်ရှိနေတဲ့အဓိပတိနှက်ခက် 给交代前面怎么办的先。<noise> ညနေ၄နာရီ၄၈မိနစ်မှညနေ၅နာရီ၈မိနစ်အချိန်တွင်းမှဆိုရင်တော့ရာဒူဩဇာအာနာကန်တွေကြီးမြင့်နိုင်တဲ့ထီးဖြူနက်ကတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နေ့လယ်၂နာရီ၁မိနစ်မှနေ့လယ်၂နာရီ၂၁မိနစ်အချိန်တွင်းမှဆိုရင်တော့အိမ်ချမ်းမြေရင်တွေအယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ဖြူနက်ကတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ညနေ6နာရီ15မိနစ်မှညနေ6နာရီ35မိနစ်အချိန်တွင်းမှဆိုရင်တော့ငွေကြေးရှင်ငွေရတနာထီကန်ဆက်မှုကန်တွေကောင်းမွန်နိုင်တဲ့ ရတနာနက်ခတ်ကင်းကြောင်းတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်တနားင်9မိနစ်မှနနက်တနား25မိနစ်အချိန်တွေမှဆိုရင်တော့တာသမီရတနာများထွန်ကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကင်းကြောင်းတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ဗုဒ္ဓုံနေတာသမီများအပေါ်ပုံမထီရောက်နိုင်တဲ့ဆိုရနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နနန်း6:14မိနစ်မှနနန်း6:34မိနစ်ချိန်တွင်မှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနန်း9:8မိနစ်မှနနန်း9:28မိနစ်ချိန်တွင်မှဆိုရင်တော့အမှုခင်းပြဿနာနဲ့စိတ်ပူပန်သောကများဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည10:33မိနစ်မှည10:53မိနစ်ချိန်တွင်မှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9:17မိနစ်မှနနက်9:31မိနစ်ချိန်တွင်မှဆိုရင်တော့မိတ်ဆွေတင်ခါများဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်3:28မိနစ်မှနနက်3:48မိနစ်ချိန်တွင်မှဆိုရင်တော့အလုံစီပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ချိန်ခါတွေဆိုရင်တော့ဗုဒ္ဓံနေသားသမီးများအပေါ်ပုံမှုထိရောက်နိုင်တဲ့နက်ခတ်ချိန်ခါတွေပဲဖြစ်ပါတယ်ရှင်။ဒီနက်ခတ်ချိန်ခါတွေကို သမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုရန်တစ်ချက်ပေးရတာဖြစ်ပါတယ်ရှင်။ ။သမီးတို့ရဲ့ယနေ့နောက်ခတ်စီစဉ်ကိုကြည့်ရှုအပ်ပေးခဲ့ကြတဲ့မိဘဖြစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။